ရုရှားရဲ့ပုံကျဲလေယာဉ်ကြီးရဲ့တစားစီ ဖြစ်ပြီးစစ်လေယာဉ်ကွင်းတွေမိဟုံးတောက်ခဲရတဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုမကြသေးခင်ရဲ့ပိုင်းကပဲရုရှားနိုင်ငံအတွင်းမကြုံဘူးသေးတဲ့တိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးယူကရိန်းဘက်ကထူးခြားဆန်းသတ်တဲ့နေလန်းနေနဲ့ရုရှားကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ရုရှားတွေကလုံးဝကိုအငိုင်းမိသွားရုံမှာက သူတို့ရဲ့စီရေးဆွမ်းရည်နဲ့လုံခြုံရေးအပေါ်မှာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာကြောင့်အကြီးအကျယ်အဆက်ကွဲခဲ့ရပါတယ်။ရုရှားရီးယားဒါကိုသူတို့ရဲ့ပလဲစိတ်ကန်းတိုက်ခိုက်မှုလို့တောင်းတင်စားခေါ်ဝေါ်နေကြပြီးတော့မော်စကိုမှာလည်းအရေးပေါ်လုံခြုံရေးအစည်းအဝေးတွေကျင်းပနေရပါတယ်။ ဒီဖြစ်ရပ်ကတကယ်ကိုမယုံနိုင်စရာဖြစ်ပြီးတော့ရုပ်ရှင်နဲ့ရလို့ပါပဲဒါဟာယူကရိန်းသမ္မတဇလန်စကီကိုရိုင်းတနေ့ကျော်ကြာစီစဉ်ခဲ့တဲ့စစ်စင်ရေးတစ်ခုဖြစ်ပြီးတော့ဒီကနေ့မှာအကောင့်ထဲဖော်နိုင်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကရုရှားရဲ့ကာကွယ်ရေးစနစ်တွေဘလောက်အားနည်းချက်ရှိလဲဆိုတာကိုကဘာကမြင်သွားစေခဲ့ပြီးယူကရိန်းရဲ့စစ်ရေးညံရေးပြောင်မြောက်မှုကိုလည်းထင်ရှားစေခဲ့ပါတယ် ရုရှားရဲ့အရှိုက်ကိုထိုးနှက်နိုင်ခဲ့တဲ့ဒီတိုက်ခိုက်မှုကြီးကိုဘယ်လိုကြံစည်ခဲ့သလဲ။တိုက်ခိုက်မှုကြောင့်ရုရှားဘက်ကရောဘယ်လောက်ထိထိခိုက်ပျက်စီးသွားပြီးတော့ရုရှားယူကရိန်းကျူးကျော်စစ်အပေါ်ဘယ်လိုမျိုးတည်ရောက်မှုတွေရှိလာမလဲဆိုတာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေကရုရှားရဲ့လေတပ်စခန်း၄ခုကို FPV First Person View Drone Osiri နဲ့တပြိုင်တည်းတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့တံပိုးကြီးလေယာဉ်အများအပြားဖျက်ဆီးခံခဲ့ရပါတယ်။ယူကရိန်း SPU သတင်းရင်းမြစ်တွေကတော့ လေရင်အစီး40နီးပါးပြက်စီးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီတဲမှာမှလေတစခန်းနီမှာရပ်ထားတဲ့ဘုံကျဲလေရင်ကြီးတွေလည်းပါဝင်ပါတယ်။ဒါဟာစစ်ပွဲတစ်လျှောက်လုံးမှာမမြင်ဘူးသေးတဲ့အဖြတ်ဆွမ်းအားအပြင်းဆုံးတိုက်ခိုက်မှုတစ်ခုပါပဲ။ယူကရိန်းအတွက်တကယ်ကိုဆန္ဒမူနာထားနိုင်တဲ့အဖြစ်ပြက်ပါပဲ။မြင်ရတဲ့အတိုင်းဘုံကျဲလေရင်တွေက လေရင်ပြေးလမ်းပေါ်မှာရပ်ထားပြီး DFPV drone နဲ့ရတိုက်ခိုက်တာကိုတစင်းပြီးတစင်းခံနေရတာကတကယ်ကိုအကာအကွယ်မဲ့နေတဲ့အနေအထားမျိုးပါရုရှားကဒီတိုက်ခိုက်မှုကိုလုံးဝမမျှော်လင့်ထားဘဲအငိုင်းမိခဲ့တာပါသူတို့ရဲ့လေတက်စကန်နီမှာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိပေမဲ့ယူကရိန်းကတောင်ရှောင်ကွင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်တကယ်ကိုမယုံနိုင်စရာပါပဲ ဒီမှာတော့ FPV drone တွေက latest scan မှာရက်ထားတဲ့မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်တွေကိုဘလောက်ထိစိုးစိုးရွာတိုက်ခိုက်နိုင်နိုင်လဲဒါဘလောက်စိုးရွာသလဲရုရှားတွေဘလောက်အငိုက်မိသလဲဆိုတာကြည့်အောင်ပါပုံကျဲလေယာဉ်တွေကဘာကာကွယ်မှုမရှိဘဲပွင့်လင်းမြင်သာတဲ့နေရာမှာရှက်ထားပြီးတော့တိုက်ခိုက်မှုတွေကြောင့်တစ်စင်းပြီးတစ်စင်းထိခိုက်ပျက်စီးနေတာကိုမြင်ရပါတယ်ရုရှားဘက်က ဘာကာကွယ်မှုမှမလုပ်နိုင်ပဲလုံးဝအငိုင်းမိခဲ့တာပါလူတချို့ကရက်ကြီးနေကြရင်ကလွဲလို့ဘာမှမလုပ်နိုင်ပါဘူးသူတို့မျက်စိရှိတယ်ဖြစ်ပြက်နေတာပါတကယ်ကိုမယုံနိုင်စရာပါပဲရုရှားကာကွယ်ဝင်ကြီးဌာနကလည်းဒီနေ့ Farman Kas and Venovor ပြီးတော့ Resin Civet လေယာဉ်ခွင်တွေကို FPV drone တွေအသုံးပြုပြီးတော့အကြီးကျယ်တိုက်ခိုက်ခံရတာကို အတည်ပြုခဲ့ပါတယ်သူတို့ကိုယ်တိုင်ကအတားဟာအရင်ကြီးမားတဲ့တိုက်ခိုက်မှုလို့ပြောခဲ့တာကြောင့်ရုရှားဘက်ကတောင် င်လို့မရတဲ့အခြေအနေတစ်ခုပါဒါဟာရုရှားအတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုဖြစ်ပါတယ်ရုရှားရဲ့ Flora Leaders Camp က လမ်းဘေးကနေမြင်ရတဲ့မြင်ကွင်းတစ်ခုမှာဆိုရင်လေယာဉ်ကွင်းတစ်ခုလုံးမှာနေရာအနှံ့အပြားထိခိုက်ပျက်စီးခဲ့တာကိုတွေ့ရပြီးဒရုန်းတိုက်ခိုက်မှုတွေပြီးသွားတဲ့အချိန်မှာတော့နေရာများပြားကနေမီဂိုမီလီယံကြီးတွေထွက်ပေါ်နေရအောင်မြင်ရပါတယ်။ရုရှားအရက်သားတဦးကအဝေးပြေးလမ်းမပေါ်ကနေရိုက်ထားတဲ့ဗီဒီယိုမှာဆိုရင်ဖြစ်ပျက်နေတာကိုသူတို့တကယ်ကို စိတ်မသက်မသာဖြစ်ကြပါတယ်လို့ပြောလာပါတယ်။ လာရလေးတဲ့စခန်းမှာဘုံကျလေးရင်နေတစင်းပြီးတစင်းထိမှန်ပြီးတော့မိโกလုံးတွေတိုင်ထောင်နေတာက တကယ်ကိုချက်တည်ရှိလာတဲ့အမြင်ကွဲမှာရုရှားရိယာဂျာကိုလူမှုမီဒီယာတွေပေါ်မှာမျှဝေနေကြပြီးတိုက်ခိုက်မှုဘလောက်ကြီးမားလဲဆိုတာသတိပေးနေတာကြောင့်ရုရှားအစိုးရကလည်းဂျာကိုရှော့ချဖုံးကွယ်ဖို့အထိမဖြစ်နိုင်ပါဘူးတကယ်ကိုထူးခြားတဲ့တိုက်ခိုက်မှုပါပဲသတင်းဆက်လက်တွေအရရုရှားလီတန်စခန်း၄ခုကိုထိမှန်ခဲ့ပါတယ်အဲ့ဒါတွေကတော့အိုလနီယာလီတန်စခန်းယဇန်လီတန်စခန်း Envenovo Leader စခန်းနဲ့ Cas Leader စခန်းတို့ဖြစ်ပါတယ်။မြေပုံလေးရ Resen က Moscow ရဲ့တောင်ဘက် Evanovo က Moscow ရဲ့မြောက်ဘက် Olenia က Philadelphia ဆင်နာမှာရှိပြီးတော့ Cut Leader စခန်းကတော့ Ukraine နဲ့အပြိုင် Russia ဖိုင်နယ်ထဲအရှိတ်ဘက်ကိုပိုရောက်နေပါတယ်။ဒါကြောင့်ဒီ Leader စခန်းလေးကဟာ Russia ရဲ့ပထဝီဝင်နယ်မြေခြေပြန်းတဲ့နေရာတွေကိုတိုက်ခိုက်နိုင်ခဲ့တာပါ။ဒါဟာတကယ်ကိုပထဝီဝင်အရခြေပြန်းတဲ့တိုက်ခိုက်မှုတစ်ခုပါပဲ။ Fitek Nawo ရဲ့ post အရ SVU Ukraine ကတော့ Russia ရဲ့မဟာဗျူဟာမြောက် cruise missile တဲဆောင်လာတဲ့လေယာဉ်တွေရဲ့34ရာခိုင်နှုန်းလောက်အထိ ထိမှန်နိုင်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးအတုံးမပြုတ်နိုင်တော့ဘူးလို့ပြောပါတယ်။ဒါဟာသူတို့ရဲ့ cruise missile တဲဆောင်နိုင်စွမ်းရဲ့တပုံလေးပုံကျော်ကိုတရက်ထဲနိုင်နိုင်ငယ်အတွင်းဖျက်ဆီးပြလိုက်တာပါပဲ။ဒါဟာတကယ်ကိုသမိုင်းဝင် တိုက်ခိုက်မှုဖြစ်ပြီးရုရှားအတောအသေးချပေါက်တုံးပြန်မှဖျက်တဲ့အတွက်အကြီးကျယ်ခြေကားပြောဆိုလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒါကိုရုရှားရဲ့ပလဲစိတ်ကန်းလို့တောင်းတင်စားခေါ်ဝေါ်နေကြပါတယ်။ ရုရှားရဲ့ Flyer လေးတဲ့စကန်ကို DFPV drone နေနဲ့ထပ်မံတိုက်ခိုက်နေတဲ့ video file နေရှိပြီးရုရှားလေယာဉ်တွေထပ်မံမီးလောင်နေရတာကိုတွေ့ရပါတယ် ဒါဟာ FPV drone ကနေရိုက်ထားတာဖြစ်ပြီးတော့တိုက်ခိုက်မှုအမျိုးမျိုးရဲ့မြင်ကွင်းတွေကိုပြသနေပါတယ်။ယူကရိန်းမှာရှိတဲ့ FPV drone ရဲ့ interface ကလည်းတကယ်ကိုအံ့ဩစရာပါပဲ။ NA report ရဲ့အစီရင်ခံစာအရဒီ drone တွေကိုယူကရိန်းကရုရှားနိုင်ငံတွေကိုလျှို့ဝှက်စာနဲ့မောင်းခိုသွင်းခဲ့ပြီးတော့ semi truck container ကားတွေရဲ့ နောက်ဘက်ကနေလွတ်တင်ခဲ့တာပါဒါကပထမတော့နည်းနည်းရှုပ်ထွေးနိုင်ပေမဲ့လက်တွေ့လုံဆောင်တာကိုမြင်ရရင်နားလည်သွားပါလိမ့်မယ်သူတို့ဟာလျှို့ဝက်ဝက်ထားတဲ့အကန့်တွေပါတဲ့ကုန်တင်နေကားရဲ့အတွင်းဘက်မှာပါတဲ့လျှို့ဝက်အကန့်တွေပါတဲ့ဒုံးတွေကိုအဲ့ဒီအတွင်းဘက်ထဲမှာထည့်ထားတာဖြစ်ပြီးတော့ဒိုက်ခိုက်မှုစတဲ့အချိန်မှာအဲ့ဒီတရားနေတစ်ဆင့်ဒိုင်းရိုက်လွတ်တင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီကနေပြန်တန်းပြီးသက်ဆိုင်ရာလေးတဲ့စကန်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ရုရှားအရက်သားတွေကတောင်အမြင်သွားခဲ့ပြီးတော့ဒရုန်းတွေလွတ်တင်ဖို့အသုံးပြုခဲ့တဲ့ကွန်တိန်နာကားတွေပေါ်ကိုတက်ရောက်ခဲ့တယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်။ဒီရုရှားပြည်သူတွေကသူတို့ရဲ့ leveler ကြောက်ခဲနဲ့ဒုတ်တွေနဲ့ဒရုန်းတွေကားပေါ်ကနေမပြန်တက်နိုင်အောင်စူးစမ်းတားဆီးခဲ့ကြတာပါ။ပောက်ကွဲပစ္စည်းတွေအပြည့်ပါတဲ့အဲ့ဒီဒရုန်းတွေကိုသူတို့တားဆီးဖို့စူးစမ်းခဲ့ကြတာတကယ်ကိုရှုပ်ထွေးတဲ့မြင်ကွင်းတစ်ခုပါပဲ။ ဗီဒီယိုထဲမှာရုရှားလူမျိုးတွေယူကရိန်းထရက်ကားပေါ်တက်ပြီးတော့ဒရုန်းတွေကိုလက်နဲ့ရိုက်ချဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။သူတို့တကယ်တားဆီးနိုင်ကြလားဆိုတာတော့မသိကြပါပဲ။အတက်နိုင်ဆုံးတော့သူတို့တားဆီးဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။လန်ရီတောင်ပိတ်ပြီးတော့ရေရီယာပါဝဝေးရနေချိနေတာကိုလည်းတွေ့ရပါတယ်။ Fight News ရဲ့စောင်းပါမှာလည်း drone တင်ကားတွေက semi truck trailer ရဲ့နောက်ဘက်ကနေပြီးတော့ drone ကိုတိုက်ရိုက်လွတ်တင်နေတဲ့ video file တွေကိုပြသထားပါတယ်။ဒီ video က Ukraine က drone တွေကိုဘယ်လိုမှခိုသွင်းပြီးတော့စနစ်တကျတိုက်ခိုက်ခဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ truck ကရဲ့ထိတ်ကနေ drone တွေတိုက်ရိုက်ထွက်လာတာကိုမြင်ရပါတယ်။ပထမဆုံးအနေနဲ့ပြောရရင် Ukraine FPV တိုက်ခိုက်ရေး drone တွေအပြည့်တင်ထားတဲ့ကုန်တင်ကားတစ်စီးကိုရုရှားလေတပ်အခြေစိုက်စခန်းသားမှာတွားရက်ထားခဲ့ပါတယ်။ပြီးတော့ဒီကောင်ရဲ့အမိုးကိုဖွင့် ပြီးတော့ drone တွေကကားတွေကနေစတင်ပြန်တက်သွားခဲ့ပါတယ်။ဒါတကယ်ကို James Bond စကားတွေတည်းကလို့မယုံနိုင်စရာကောင်းတော့အောင်ပါပဲ။ဒီစစ်စင်ရေးကို Ukraine သမ္မတ Zelensky ကိုယ်တိုင်တနစ်ကျော်လောက်အချိန်ယူပြီးတော့စီစဉ်ခဲ့ရလို့ဆိုပါတယ်။ drone တွေအားလုံးပြန်တက်သွားပြီးတဲ့နောက်မှာပို့ပြီးတော့အန်အောစရာကောင်းတဲ့အဖြစ်ပြက်ကတော့ဒီကုန်တင်က လမ်းမေးမာတင်သူ့ဘာသာဖြက်စည်းပေါက်ကွဲသွားခဲ့တာပါပဲဒါဟာရုရှားတပ်ဖွဲ့တွေကားထဲမှာပါရီရှိလဲဒီစစ်စင်ရို့ဘလို့စီစဉ်ခဲ့လဲဆိုတာကိုလုံးဝစစ်ဆေးလို့မရအောင်လို့ပါတကယ်ကိုတရှိုးကားရီတဲ့ရလို့ကိုရိုင်းဖြက်စည်းတဲ့ဘုံတွေ တောင်မှတက်ဆင်ထားတာကယူကရိန်းတို့ရဲ့စီးစီမံကိန်းဘလောက်အသေးစိတ်ပြီးတော့ပြောင်မြောက်တယ်လဲဆိုတာကိုဖော်ပြနေပါတယ် ယူကရိန်းက FPV drone တွေကိုထိန်းချုပ်နေရင်းနဲ့ကောက်ဟိုအဝေးထိန်းစနစ်နဲ့ပေါက်ခွဲခဲ့တာဖြစ်နိုင်ပါတယ်။ဒီလိုပေါက်ခွဲမှုကြီးဖြစ်ပြီးတဲ့နောက်မီးလောင်နေတဲ့ကားတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ယူကရိန်းဘက်ကဘလို့လုံးဆောင်ခဲ့လဲဆိုတဲ့ဓာတ်ပုံတွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။သူတို့က drone တွေကိုပြုပြင်ထားတဲ့ကုန်တင်ကားတွေထဲမှာတသားခန်းတွေမှာလျှို့ဝှက်ဝှက်ထားပြီးတော့ရုရှားနိုင်ငံထဲကိုတည်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ပြီးတော့ရုရှားလေယာဉ်မောင်းတွေကိုငားရမ်းပြီးတော့ ရုရှားလိုက်တဲ့အခြေစိုက်စခန်းနေနာကိုမောင်းခိုင်းခဲ့တာပါအရင်နောင်ရောက်မှ ကုန်တင်ကအမိုးတွေပွင့်ပြီး drone တွေပြန်တက်ကရုရှားရဲ့တာဝေးပြစ်ဘုံကျဲလေယာဉ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီစစ်စင်ရေးမှာပါဝင်ခဲ့တဲ့ Ukraine နဲ့အားလုံးကတိုက်ခိုက်မှုမဖြစ်ခင် Ukraine ကိုပြန်လည်ရောက်ရှိခဲ့ပြီးတော့တိုက်ခိုက်မှုကိုအဝေးထိန်းစနစ်နဲ့လုပ်ခဲ့တဲ့အတွက် Ukraine ဘက်ကလူတွေ NDA ခင်ခဲ့ပါတယ်။ဒီ drone တွေဝတ်ဖို့အတွက်သစ်သားပြားတွေနဲ့ရိုးရိုးရှင်းရှင်းပဲပြုလုပ်ထားတဲ့အခန်းတူတွေကိုပဲအသုံးပြုပြီးမတွေ့နိုင်အောင်လျှို့ဝှက်စွာဖုံးကွယ်ထားခဲ့တာကတကယ်ကို smart ရဲ့စီစဉ်မှုလို့ပြောရမှာပါ။ ဒီလိုရုံရှင်းတဲ့နီလန်းနဲ့ခင်မီစစ်စင်ရေးကို ပေါင်းစပ်နိုင်ခဲ့တာကယူကရိန်းရဲ့စစ်ရေးပြူဟာပိုင်းဆိုင်ရာထူးချွန်မှုကိုပြသနေပါတယ်။ ဒီလိုမျိုးဂျရုံတိုက်ခိုက်မှုတွေဖြစ်ပြီးရနောက်မှာတော့ရုရှားဘက်ကထုံပြမှုဟာအကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းနေကြပါတယ်။ကမ္ဘာတဝန်းကသတင်းရဲ့ကောင်းစီပိုင်းမှာလည်းဒါဟာတေချာပေါက်ပါလာမှာပါ။ရုရှားဒီဖြစ်ရဲ့ကြောင့်အရေးပေါ်အစည်းအဝေးတစ်ခုကိုလည်းကျင်းပဖို့ပြင်ဆင်နေပါတယ်။ရုရှားဘလော့ဂါတွေကတော့ဒီတိုက်ခိုက်မှုကိုရုရှားရဲ့ပလဲစိတ်ကန်းလို့တောင်းတင်စားခေါ်ဝေါ်နေကြပြီး ဒါဟာဒီချက်ပုံမကြီးမားတဲ့စစ်ပွဲစီကိုဥတီသွားနိုင်တယ်လို့လည်းသတိပေးနေကြပါတယ်။ဒါအပြင်ဒီဖြစ်ရကြောင့်ငင်းကြေးဆွေးနွေးပွဲတွေအပြီးပိုင်းရက်ထက်သွားနိုင်တယ်လို့လည်းခန့်မှန်းနေကြပါတယ်။ရုရှားအတွက်ဒါဟာကြီးမားတဲ့ရှက်စရာကောင်းတဲ့ကိစ္စဖြစ်ပြီးတော့ FSB ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုရဲ့လုံခြုံရေးပြည့်ကွက်မှုကြီးတစ်ခုလည်းဖြစ်ပါတယ်။ ုရှားနိုင်ငံရဲ့အနေနဲ့အတွင်းပိုင်းအထိယူကရိန်းကတိုက်ခိုက်မှုတွေလှုံ့ဆော်နိုင်ခဲ့တာကရုရှားရဲ့ကာကွယ်ရေးစနစ်အတွက်ကြီးမားတဲ့အားနည်းချက်တွေကိုမေးခွန်းထုတ်စရာဖြစ်စေပါတယ်။ပုံမှန်အားဖြင့်နိုင်ငံတစ်နိုင်ငံရဲ့နေဆက်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်တာကိုကာကွယ်ဖို့အတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနေဆက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ထောက်လှမ်းရေးကွန်ရက်တွေအစဉ်အဆက်ရှိပါတယ်။ဒါပေမဲ့ရုရှားရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကယူကရိန်းရဲ့စမ်းသစ်ပြီးတော့ လျှို့ဝှက်တဲ့တိုက်ခိုက်မှုတွေကိုမမျှော်မှန်းထားသလိုထိရောက်စွာကာကွယ်နိုင်ခြင်းလည်းမရှိသေးဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါဟာရုရှားအတွက်ကြီးမားတဲ့စီးရီးနဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီးနိုင်ငံတကာအမြင်မှာလည်းရုရှားရဲ့စစ်အင်အားနဲ့ကာကွယ်ရေးစွမ်းရည်အပေါ်မိကုန်ထုတ်စရာဖြစ်စေခဲ့ပါတယ်။ဒါအပြင်ဒီကနေ့ရုရှားမှာနောက်ထပ်ဖြစ်ပျက်တွေလည်းရှိခဲ့ပါသေးတယ်။36နိုင်ရဲ့တွင်မှာ ရုရှားရထားလန်းကွန်ရက်မှာတတိယမြောက်ကြီးစားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ကတ်စတေတာမှာတဒါတစ်ခုပြိုချပြီးတဲ့နောက်ရုရှားကုန်တင်ရထားတစ်စီးလမ်းချော်တိမ်းမောက်ခဲ့တာပါ။မကြာခဏဆိုသလိုရုရှားနိုင်ငံထဲမှာတဒါတွေပြိုကျတာဒါမှမဟုတ်ပေါက်ကွဲတာတွေဖြစ်နေတာတွေ့ရပါတယ်။အရေးကြီးဆုံးနောက်တစ်ခုကတော့ နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့ရင်ငုတ်သင်္ဘောအခြေစိုက်စခန်းမှာပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါရုရှားရဲ့အမြောက်ပိုင်းရေတပ်ရဲ့အဓိကအခြေစိုက်စခန်းဖြစ်တဲ့ Savaromosk မြို့မှာဆိုရင်တော့ပေါက်ကွဲမှုတွေဖြစ်ခဲ့ရလို့အစောပိုင်းသတင်းတွေကဆိုပါတယ်ရင်ငုတ်သင်္ဘောအခြေစိုက်စခန်းကနေမိကုလုံးကြီးတွေထွက်နေတဲ့ရုပ်သံတွေကိုလည်းတွေ့ခဲ့ရပါတယ်တဟာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ယူဆပါတယ်ဒီလိုမျိုးဖြစ်ရတဲ့အားလုံးက တပြိုင်တည်းဖြစ်ပွားခဲ့တာကိုကြည့်ရင်ယူကရိန်းဘက်ကရုရှားနိုင်ငံအတွင်းပိုင်းကိုဗတ်ပေါင်းစုံကနေညှိနှိုင်းပြီးတော့တိုက်ခိုက်တဲ့စစ်စင်ရေးကြီးတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။ဒီနေ့ရောယူကရိန်းဘက်ကမကြုံစဘူးထူးခြားတဲ့စစ်စင်ရေးတွေကိုလှုပ်ဆောင်ခဲ့တဲ့သမိုင်းဝင်နေ့တနေ့ပါပဲ။ဒီလိုအခြေအနေတွေဟာပြိပခါကိုနောက်ထပ်အဆင့်တစ်ခုစီကိုတွန်းပို့နေသလားဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ရုရှားရဲ့ထိရောက်တဲ့လုံခြုံရေးချုပ်ရင်းမှုတွေအဓိကစီးအခြေဆိုင်စခန်းတွေနဲ့အခြေခံစောင့်နေတိုက်ခိုက်ခံရတာတွေကရုရှား အစိုးရအတွက်ကြီးမားတဲ့အကောင်းခဲစရာဖြစ်လာပါပြီ။ယူကရိန်းရဲ့နေပြူဟာအစ်တတွေနဲ့ပြောင်မြောက်တဲ့အစီအစဉ်မှုတွေကတော့သူတို့ရဲ့စစ်ပွဲအတွင်းစွန့်ရင်မြန်မာလာပုံကိုပြသနေပါတယ်။လာမယ့်ရက်တွေမှာတော့ရုရှားဘက်ကဘယ်လိုတုံ့ပြန်မှုတွေပြုလုပ်လာမလဲဆိုတာနဲ့ဒီလိုတိုက်ခိုက်မှုတွေရဲ့ရည်ရှိအကျိုးဆက်တွေကဘယ်လိုရှိမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။